နာပြုပုဂ္ဂိုလ်များသည်မိမိတို့ဘာသာတည်သည့်ကိုးကွယ်ယုံကြည်သူများကို ဟောကြားရ၌လူမျိုးနှင့်အသားအရောင်ခွဲခြားမှုအယူဝါဒရှင်းပြိုင်နိုင်ရှင် ပုတ်ခဟောပြောမှုစသော အမုံတရားအခြေခံသည့်စကားများပြောဆို၍စီယုံခြင်းမပြုဘဲမိမိတို့ဘာသာတရားရဲ့မံကံသောကျမ်းစာလာအဆုံးမများဖြင့်သာရိုးရိုးသားသားသာသနာပြုကြရန်တိုက်တွန်းလိုပါသည် တရားအခုကဘာကြီးမှာဘာသာတရားတွေ क्वे ပြားနေတာအကြောင်းမှန်ကိုမသိလို့ क्वे ပြားနေတာအကြောင်းတရားရှာတဲ့အခါမှာမတူညီမှုကြောင့်ဘာသာတရားတွေ क्वे ပြားနေတာကြည့်လေအကြောင်းတရားဘယ်လိုရှာတော့ကဘာကြီးကဘာကြောင့်ဖြစ်လာလူတွေကဘာကြောင့်ဖြစ်လဲဘယ်ကရောက်လာဟောစဉ်းစားကြမယ်လေကဘာကြီးကဘာကြောင့်ဖြစ်လာလဲလူတွေကဘယ်ကရောက်လာတာလဲ ခြားတတ္တဝါတွေရောဘယ်ရောက်လာအကြောင်းတရားရှာတဲ့အခါကျတော့တကယ်အစင်မှန်အကြောင်းတရားသည် တိတ်ပြီးတော့နက်နဲလို့လက်လမ်းမမီတော့မမြင်နိုင်ဘူးမမြင်နိုင်တော့ဘာသွားတွေးတော့ဆိုရင်ထာဝရဘုရားကြီးဖန်ဆင်းလို့လို့ဆိုတဲ့အကြောင်းတရားပြောတော့တာဒါလွယ်လွယ်နဲ့အကြောင်းရှာလိုက်တာတကယ်ဟုတ်လားလို့ဆိုတော့မဟုတ်ဘူးဆံရအကြောင်းတရားတွေရှိတယ် လောကကြီးမှာကဘာကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်တတ္တလောကကြီးမှာလည်းဆံရအကြောင်းတရားတွေရှိတယ်ဩကတလောကကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်သူဆံရအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်အဲ့ဒီမှန်ကန်တဲ့ true cause ကိုရှာပြီးတော့မတွေ့သည့်အတွက်ကြောင့်ဟောသာဝရဘုရားဖန်ဆင်းလို့ကဘာကြီးဖြစ်လာရတယ်လူသားတွေဖြစ်လာရတယ်ဆိုတဲ့အယူမှန်ရွဲ့တဲ့အယူဆက်တရပေါ်လာအဲ့ဒါကိုဝိတမဟေတုဒိဋ္ဌိလို့ခေါ်တယ် မမှန်မကန်တွေးခေါ်လာတဲ့အမြင်တစ်ခုမဟုတ်ဖဲနဲ့ဟုတ်တယ်ထင်ရင်အမှားပဲလေဒါမဖန်ဆင်းမဲ့နဲ့ဖန်ဆင်းတယ်လို့ထင်ရင်အမှားပဲဟောတကယ်ဖန်ဆင်းတာမှမဟုတ်ဖဲအဲ့ဒါမှာဝိသမဟိတုဒိဋ္ဌိတဲ့အဲ့ဒါကိုလက်ခံသူရှိတယ်လို့လက်မခံတဲ့လူလည်းရှိတယ်တချို့ကြတော့ အလေးမစဉ်းစားလို့ဘူးအကြောင်းလည်းမရှာလို့ဘူးကြတော့ဘာပြောတော့ဆိုရင် costless ဘာကြောင့်မှမရှိဘူးသူကသူဖြစ်တာလို့ပြောကြတယ်အဟိတုကဒိဋ္ဌိလို့ခေါ်တယ်အကြောင်းဖြစ်နေတယ်အဲ့ဒါကိုဝိသမဟိတုဒိဋ္ဌိလို့ခေါ်တယ်အကြောင်းကိုလက်မခံဘူးအဟိတုကဒိဋ္ဌိ သူ့ဘာသူဖြစ်ချင်လို့ဖြစ်တာဘာကြောင့်မှမရှိဘူးလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တစုကပေါ်လာ။ဩဒီအကြောင်းတရားရှာရင်းနဲ့မှန်ကန်တဲ့အကြောင်းကိုရှာမတွေ့နိုင်သည့်အတွက်ကြောင့်ဘာသာတရားတွေကွဲပြားခြားနားသွားတယ်။မြတ်စွာဘုရားကအကြောင်းတရားကို ရှာပြတယ်။ဘာနဲ့ရှာပြ?ပဋိစ္စသမုပ္ပါဒ်နဲ့ရှာပြ။သစ္စာ၄ပါးနဲ့ရှာပြ။မှန်ကန်တဲ့အကြောင်းတရားကိုမြတ်စွာဘုရားကအကျဉ်းအားဖြင့်ဘာကိုဟောတော့သစ္စာလေးပါးခေါ်တယ် လောကကြီးတတ္တလောကကြီးတစ်ခုလုံးကိုမြတ်စွာဘုရားကဘာလို့နာမည်ပေးလိုက်တုံးဒုက္ခလို့နာမည်ပေးလိုက်တာနော်ဒုက္ခဆိုတဲ့အဓိပ္ပာယ်ကဆင်းရဲတာလို့ပြောတာမဟုတ်ဘူးဒီနေရာမှာဒုဆိုတာဆက်ဆုပ်မုန်တီးเสียအကောင်းပြီးခဘာမှမရှိဘူးလို့ပြောအဲ့ဒီအဓိပ္ပာယ်နဲ့ပြောတာဒုရဲ့အ낵ကခုတ်စိတမမှန်ကန်သည့်အတွက်ယုံမုန်းเสียကောင်းတယ် ခါကထင်တဲ့အတိုင်းတခုမှမဟုတ်ဘူးလို့ပြောထင်ထားတဲ့အတိုင်းတခုမှမရှိတာဒါကြောင့်မလို့ဒုက္ခကိုဒီနေရာမှာ suffering လို့မပြန်ညာဘူးတော်တော်များများကတော့ suffering လို့ပြန်ညာတယ်မှန်ကန်တဲ့အတိပ္ပယ်ကိုမရောက်နိုင်ဘူးအဲတချို့ကပြောင်းပြီးတော့ဘယ်လိုပြန်လို့ဆို unsatisfactoryness ကျင့်နေဆရာမကောင်းဘူးလို့ဒီလိုပြန်နည်းနည်းတော်သေးတယ် ဆဖားရင်တို့ပြန်ရင်လူတွေကအတွေးခေါ်ဘလို့ဖြစ်ကုန်လို့ဆိုအေးချမ်းသာတာတွေလည်းကုန်ဒုက္ခဝါတွေလည်းဒုက္ခဒုက္ခပဲရှိတယ်ဆိုတော့ဘုရားဝါရကဒုက္ခကြီးကိုကြည့်နေတဲ့ဝါရကြီးလို့ဆိုပြီးပက်ဆမစ်ဇင်လို့ထင်မှားကုန်ကြတာအဆိုးမြင်ဝါရကြီးလို့ဒီလိုထင်နေကြကြမဟုတ်ဘူးအဲ့ဒါနော်အဆိုးမြင်ဝါရကြီးအဖြစ်ယူဆလာကြတကယ်တော့မြတ်စွာဘုရားကဒုက္ခလို့ဟောတာဒီစကားလုံးရဲ့အဓိပ္ပာယ်ကသူ့ จิตนัสเสียมะกองมุขะถิ่นในใต้ตะคู่มาไม่ရှိมาอยากจ้าโลถิ่นในไม่ရှိยุ่งในนามะရှိนี่แม้มาโลถิ่นในยุ่งในนามะရှိนี่ตูโลถิ่นในไม่ရှိงาโลถิ่นในไม่ရှိตะแกရှိนี่ดายุ่งในนามะရှိนี่ဟောဒီ illusion ကိုဖြစ်ပေါ်စေတတ်လို့ဒါကိုဒုက္ခလို့ဒီလိုသတ်မှတ်တာ